ဆိုတော့ကတာတူမီနဲ့စားတော်လိုင်းရဲကိုတော့မစတဲ့အာမီကမမီဘူးဆိုပြီးတော့တော်ရောက်တောင်းလို့ချက်မတည့်ရဲ့အတွေးခေါ်ရင်းနဲ့ line ပေါ်မှာအာမချောင်းနဲ့စတဲ့အာမီဆိုတာကစည်ရေးဆွိုင်းတက်ခရေးဆွိုင်းဆက်လက်နဲ့ဆွိုင်းဒါကိုပြောတာစီးရနိုင်ငံစစ်တပ်ကနိုင်ငံရေးမှာဝင်မရှုံနဲ့စစ်တပ်နိုင်ငံရေးကအပြစ်ထွက်ကမယ်စစ်ရေးနိုင်ငံရေးတည်တံ့သွားရမယ်ဆိုတဲ့ပရိုအာမီမဟုတ်ဘူးပရိုအာမီဆိုတာကစစ်ရေးနဲ့နိုင်ငံရေးတည်တံ့သွားမယ်ရောမထွက်ရဘူးဒီလိုအနေအထားမျိုးကဖွင့်ပြပြီးနိုင်ငံတွေမှာရှိတယ် နိုင်ငံတွေမှာစစ်ရဲနိုင်ငံကြီးတည်တံ့သွားလို့မရဘူးပရိုအာမီလုပ်လို့မရဘူးရှမ်းနဲ့အာမီပဲလုပ်ရမယ်အဲ့ဒီခြေကသဘောတရားလောက်ကိုတော့နားမလဲပဲနဲ့နိုင်ငံရေးကိုတည်တလို့တက်တလို့အာပြီးရောင်ပြီးရောင်60နဲ့တက်ရောင်လာမလုပ်နဲ့အဲ့ဒီလိုအတွေးခေါ်တင်နဲ့ကျမရဲ့ခြေပြားကိုခြေပွားလာမတိုင်းနဲ့ခြေရခြင်းလာမတိုင်းနဲ့ခြေလာ ဆင်းရဲသည့်နိုင်ငံရေးအသည့်ဗလာမတ်တီနဲ့စစ်တပ်နိုင်ငံရေးရပြီးထွက်ရမယ်လို့စစ်တပ်ကသူ့လူကြရေးဆွဲထားတဲ့ဖွဲ့စည်းပုံ၂000ရှင်ဖွဲ့စည်းပုံခြေကောက်ပြီးကိုဖျက်သိမ်းရမယ်ဆိုတဲ့ရူးကြောင်ကြောင်ပေါ်ကြောင်စကားတွေရတန်းကရက်။ဘာရှိချေဦးရတက်မတော်ကအာနာထိန်လို့ရတယ်အာနာသိမ့်လို့ရတယ်မှန်နေ။တို့တော့အဲ့ဒီအာနာကိုတမနာကိုယ်တိုင်ကာလုံခေါ်ပြီးမှပေးရတာ။တမနာကိုယ်တိုင်ကာလုံခေါ်ပြီးပေးလိုက်တဲ့အာနာဖြစ်တယ်။လက်ရှိမှာလည်းတမနာကိုယ်တိုင်ကာလုံခေါ်ပြီးပေးထားတယ်။အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ Standard Army က တူမီကိုတိုက်နေရလို့ရှုံးနေတာမဟုတ်ဘူးလို့မပူတူပြောလာတဲ့ရုတ်တန့်နဲ့အတူအရှိတီမောနိုင်ငံအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်မြန်မာစစ်ကောင်စီကန့်ကွက်လိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါတို့ရေ SCA ကိုနေပြပါပြီ SCA ကိုနေပြနေပတ်သက်လို့လူတိုင်းဟာမိမိတို့ထင်မြင်ရမိမိတို့ယုံကြည်ရကိုမျိုးစုံဝေဖန်ကြရဲသုံးသပ်ကြရဲစကားတွေသတင်းတွေများစွာကြားရပါတယ် SCA ကိုနေပြနေပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ကျွန်တော်တို့အများဆုံးကနားလည်မှုလွဲနေတဲ့ကိစ္စလေးတွေ ဟိုမှန်တဲ့အောင်ရောင်နေမှာနေတဲ့ကိစ္စလေးတွေကိုကျွန်မမဘူးတို့မဟာသေးကနေပြီးတော့ပြန်လဲမျှဝေပေးကြပါမယ်။ဒါမှမဟုတ် MC တနင်္ဂနွေရက်ခက်တက်ခေရစိုင်းရေပေါ့နော်။ဆိုတော့ဒါဆိုပြောကြတယ်အာငင်းငယ်ရေးစစ်တပ်ကငင်းငယ်အဲနိုင်ငံရေးမှဝင်ပါနေဆိုရင်ငင်းငယ်ရေးမရနိုင်ဘူးဆိုတော့စစ်တပ်ကနိုင်ငံရေးမှဝင်ပါနေလို့ငင်းငယ်ရေးမရနိုင်ဘူးဆိုရင်စစ်တပ်ရဲ့ပြောဆိုမှုကပါလေတမတော်ဘက်ကပြောဆိုမှုကလို့ရှိနေတယ်တမတော်တမတော်ခေါင်းဆောင်တက်ချုပ်ကပြောခဲ့တယ်တနိုင်ကံလုံးငင်းချမ်းရေးဆိုင်ရင်25ရာခိုင်နှုန်းလောက်တော့ကထွက်မယ် ရာခိုင်နှုန်းလွတ်တော်မှာပါနေတဲ့တမောင်လာ20ရာက25ရာခိုင်နှုန်းဟာလွတ်တော်ကနေထွက်မယ်ဆိုရင်နိုင်ငံရေးကထွက်မယ်လို့ပြောတာနဲ့တူပဲဆိုတဲ့အတွက်တနင်္ဂနွေလုံးငြင်းငြင်းရေးရှောင်းလုပ်ကမယ် ်မနေ့ကနိုင်ငံလုံးငင်းငယ်ရအောင်လို့ချင်းရင်စစ်တပ်အခွင့်ကိုနိုင်ငံရေးမှာဝယ်မရှုံးစေချင်ဘူးဖြစ်တော်နဲ့မှာ95ရာခိုင်နှုန်းပါလိရမကြိုက်ဘူးဆိုလို့ရှိရင်တိုင်းနိုင်ငံလုံးငင်းငယ်ရအောင်လုပ်ရမယ်ဒါပေမဲ့ငင်းငယ်ရလို့ပဲဆိုရှင်ဆိုရတော့ဆန်းစုကြည်ပြောလေ NCA စာချုပ်မှာအလေးစလိုလက်မှတ်မထိုးပါနဲ့ပြပါစီရအဲ့စကားတစ်ခုနဲ့တည်းကျွန်တော်နိုင်ငံရေးတမိုင်းကြောင်ပါလက်ရှိအခြေအနေချင်းကျွန်တော်ငင်းချင်းကြီးဟာအမျိုးသားရေးချစေရဝေးกว่าတည်းအဲ့တော့မလို့တိုင်းနိုင်ငံလုံးငင်းငယ်ရေးမရနေသေးဘူး25ရာခိုင်နှုန်းကလွတ်တော်ကနေပြီးတော့မထွက်တဲ့အပြင်25ရာကနေပြီးတော့နိုင်ငံရေးသမားတွေနိုင်ငံရေးပါမဝတဲ့အတွက်တရာရာခိုင်နှုန်းဖြစ်လာတယ်။ဒါတစ်ချက်။နောက်တစ်ခုကြတော့စစ်ပယ်ရပန်ဆက်ဆက်ရေး ်ဆက်ဖက်ရပ်ပန်းဆက်ဆံရေးလို့ပြောလိုက်တာနဲ့အားလုံးကဘယ်လိုထင်ကြလဲစစ်တပ်နဲ့ရဲသားပြည်သူတွေကျွန်တော်တို့ပြည်သူတွေရဲ့ဂျာဆက်ဆံရေးလို့ထင်ကြတယ်တက်တဲ့ပြည်သူဂျာထဲမှာတဟဆာရရှိအောင်လုပ်ရမယ်လို့ထင်ကြတယ်တက်မရုံနဲ့လက်နက်ကန်တိုင်းဟန်လက်နက်ကန်ဖွဲ့စည်းအေအူအေအော်တွေနဲ့တဟဆာတာဖြစ်အောင်ဆက်ဆံရေးတိစောက်ရမယ်လို့ထင်ကြတယ်အဲ့ဒါမှလည်းအဲ့ဒီလိုမျိုးစစ်ဖက်ရပ်ဖန်ဆက်ဆံရေးလို့ကြားတာနဲ့စစ်တပ်နဲ့ပြည်သူကြားစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကအီအိုအီအာအိုတွေကြားကဆက်ဆံရေးတခုတိစောက်ချင်းလို့ပဲတွေးထင်ထားတယ်ဆိုရင်ခမားတို့ရဲ့အုံနောက်ကခမားတို့ရဲ့အတွေးခေါ်ကတိတ်ကိုညံ့ဖျင်းပြီးတော့တိတ်ကိုသိမ်းလုံလုံးနဲ့ညံ့ရင်ကြက်မပြေသေးဘူးလို့ပြောလို့ရတယ် ရပ်ဘက်ဆက်ဆံရေးဆိုတာကစစ်တပ်နဲ့အရက်ဘက်အဖွဲ့အစည်းမဟုတ်တဲ့နိုင်ငံတော်ရဲ့အာဏာကိုရကန်ရယူထားတဲ့စစ်တပ်မဟုတ်တော့အရက်သားအစိုးရနိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းရဲ့ဈာကဆက်ဆံရေးလို့ဆိုလိုတာဒါပေမဲ့တက်ကိုကြွားကျင်တဲ့တက်ကိုတက်တယ်ဆိုတဲ့ဒုံစားစုကြီးအစိုးရတမတော်နဲ့ EAO EAO တွေရှားမှာငင်းချင်းရရအောင်ကျွန်တော်တို့ AID ပါတီအစိုးရကကျိုးတော်ဆောင်ပေးမှာဖြစ်ပါလေတဲ့တက်ကိုမှားရုံနဲ့ဟောလားအစိုးရဆိုတာကတက်တဲ့သဘောနဲ့ငင်းချင်ရအောင်အောင်းတယ်တော့လာမီးလုတ်ပြရမယ်အခွင့်အရေးမဟုတ်ဘူး။ထပ်ပြီးပြောမယ်။ အစိုးရဆိုတာကဂျားနေဖြန့်ဖြေရမယ်အခွင့်အရေးမဟုတ်ဘူး။အစိုးရဆိုတာကမိမိမှန်ကန်တယ်လို့ယုံကြည်ထားတဲ့ဝါဒကိုလက်ကင်ပြီးတော့ထုံးဝါဒနိုင်တဲ့အတမထောက်ထုတ်ရမှာ။ဒါဆိုရင် anybody ဘာလို့ဆက်ကင်လဲ။ဘယ်ဝါဒကိုလက်ခံကြံတော့လဲ။အဲ့ဒါအရက်ဖက်အဖွဲ့အစည်းဆိုတာအဲ့ဒီအရက်သားအာဏာပိုင်အဖွဲ့အစည်းလို့ဆိုလို့ချင်ဖြစ်တယ်။အမှန်တကယ်တော့အစိုးရနဲ့နိုင်ငံရေးအရာစီးအရာလိုချင်တဲ့အကြောင်းအရာတွေကိုနှိမ့်နိုင်မှုတွေနှိမ့်နိုင်ယူလို့မရတဲ့အတွက် ဤဝရအိုလေးနဲ့စည်ရည်တွေဖြစ်ရတယ်။ဒါကြောင့်အစိုးရဒီတပ်မတော်ရဲ့အင်အားကိုယူပြီးတော့ကိုက်ပွဲဖြစ်ချင်းရပါခဲ့တယ်။သို့တော့အင်းရဲ့လိုပဲဆွေရှင်ကြီးပါတည်တည်နားနေပါတယ်ဆိုတော့အရက်ဖက်အဖွဲ့စည်းကသူ့အကြောင်းအရာကိုမှားရောစွာသုံးချတယ်။ဆိုတော့စစ်တပ်ကဤဝနဲ့ငင်း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 ရအောင်ကျွန်တော်တို့အဲ့ဒီပါတီဆိုရမှာကြောက်ပြဖြစ်ဖြစ်မယ်။အဲ့ဒါမှားတယ်။တပ်မတော်ဒီနောက်ရှိပါတီဘုံချင်းကုပ်ပေးကိုဆွဲကင်ထားတယ်။လက်ခံယုံကြည်တယ်။တိုင်းရင်းသားဤဝရအိုလေးဒီဖက်ဒရယ်ကိုဆွဲကင်တယ်လက်ခံယုံကြည်တယ်။ဒါပေမဲ့ NLD အစိုးရအရက်ဖက်အာဏာပိုင်အဖွဲ့စည်းက TU ကိုဆွဲကင်တယ်လို့ဖက်ဒရယ်ကိုဆွဲကင်တယ်လို့ဟိုလိုလိုဒီလိုရောင်း60ဖြစ်နေတယ်။ ။ဒါကြောင့်မို့လို့လေပြီးခဲ့တဲ့9နှစ်တာကာလအတွင်းမှာအရက်ဖက်စစ်ဖက်အရက်ဖက်ဆက်ဆံရေးဆိုတာကိုစစ်တပ်နဲ့အရက်သားဆက်ဆံရေးလိုပဲတွေးကြတယ်။စစ်တပ်နဲ့အရက်သားအစိုးရအဖွဲ့အစည်းရဲ့အားဆက်ဆံရေးဆိုတာကိုမာယွန်းစွာနဲ့တွေးခေါ်ချင်တယ်။နောက်ကစတန်ဒါမီ ာနင်တို့ရန်စက်တဲ့အာမီကြီးကတူမီနဲ့စရင်တော်လိုင်းရောမနိုင်ဘူးလားဒါဆိုရင်အခုခင်ဗျားတို့နိုင်နေတယ်ထင်ရင်လည်းနေနေရင်ပါအခုခင်ဗျားတို့ထိန်းချုပ်နေမြေခင်ဗျားတို့အုပ်ချုပ်နေမြေစိုးမိုးနေမြေခင်ဗျားတို့နိုင်နေပြီဆိုရင်မြို့နယ်တွေမှာကခင်ဗျားတို့ပြောသလိုတူမီတွေကအုပ်ချုပ်ထားလားတူမီတွေရဲ့အရေးရှင်းလားဒါမှမဟုတ်အဲ့ဒီတူမီတွေကိုရှေ့ကနေသေခိုင်းပြီးတော့လူသားတိုင်းလုပ်ပြီးနောက်ွယ်မှာနေမြေရယူစိုးမိုးအုပ်ချုပ်နေတဲ့အီအိုအီအိုအမိကအကြံဖတ်သမားတွေအရေးရှင်းလားခင်ဗျားတို့တူမီနေစာရဲ့တော်လိုင်းကြီးကနိုင်နေတယ်ဆိုလို့ရှိရင်ခင်ဗျားတို့တိုင်းယူထားတဲ့အနေအထားတွေမှာအစိုးရယုံဆိုင်လို့ရသလား ခင်ဗျားတို့တွေးထင်ထားတယ်လို့တဘုံဆိုတာတုံမင်းကိုင်းတဲ့ဖွဲ့စည်းမဟုတ်ဘူး။တဘုံနေကိုင်းတဲ့ဆင်းလန့်ကလွန်ခဲ့တဲ့1990ဝင်းကျင်လွန်ခဲ့တဲ့20 30 30လောက်တဲ့ကနှစ်ပေါင်း30လောက်တဲ့ကတဘုံကိုင်းခဲ့တဲ့ဆင်းလန့်တွေကတိုက်ကိုအစင်းမြင်တယ်။နော်ဒီတော့ကျွန်မခဏခဏပြောပြလိုက်။ကော်မူရာခေါ်ဝမ်ခက်တဲ့တိုက်ပွဲ။အဲ့ဒီကော်မူရာခေါ်ဝမ်ခက်တဲ့တိုက်ပွဲမှာတဘုံနေတုံးခဲ့တဲ့ဆင်းလန့်တွေခင်ဗျားတို့ပြောတယ်လို့တုံမင်းမဟုတ်လွန်ခဲ့တဲ့30လောက်တဲ့ကဒီကော်မူရာခေါ်ဝမ်ခက်တဲ့တိုက်ပွဲကိုစဲပြင်းတောင်ဝန်းတိုက်ပွဲအဲ့မှာအာဆီယံဆက်နဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲဝါနဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲတမင်းနဲ့အတွင်းမှာ တမလောင်ကလည်းအလောက်လက်နဲ့ကြီးပြစ်လိုက်တယ်ပြစ်လိုက်တဲ့လက်နဲ့ကြီးကိုတဘုံလေးကတမင်းနဲ့အတွင်းမှာပြင်းမဲ့ရှာပြီးချက်ချင်းပြန်ပြီးကောင်းတာပြစ်လိုက်တယ်ဒါတဘုံကိုင်းတဲ့ဆက်လက်နဲ့ဒါကြောင့်မို့လို့ခင်ဗျားတို့တွေ့ထင်တာလို့တူမီမဟုတ်ဘူးရှင်ကျေးဇူးတင်ပါတယ်ရှင်ခင်ဗျားတို့တွေ့ထင်တာလို့တူမီမဟုတ်ဘူးလွန်ခဲ့တဲ့230လောက်တဲ့ကတဘုံကိုင်းတဲ့ဆက်လက်နဲ့ကနိုင်ငံတကာရဲ့အကူအညီနဲ့အဲ့ဒီလိုမျိုးအကြီးချင်းနဲ့ဆက်လက်နဲ့အကြီးတွေကြီးကောင်းတယ် เนาะကျွန်တော်ကဒါတူမီနဲ့စားတော်လိုင်းရေးကိုဒါမှဆန်တဲ့အာမီကမမိဘူးဆိုပြီးတော့တော့ရောက်တောင်းရောက်ကြက်မပြည့်ရဲ့ဘေးခေါ်ရင်းနဲ့ line ပေါ်မှာအာမချောင်းလက်ဆန်တဲ့အာမီဆိုတာကစီရေးဆွိုင်းတက်ခတ်ရေးဆွိုင်းဆက်လက်နဲ့ဆွိုင်းဒါကိုပြောတာစီရနိုင်ငံစစ်တပ်ကနိုင်ငံရေးမှာဝန်မရှိုးနေစစ်တပ်နိုင်ငံရေးကအပြစ်ထွက်ကမယ်စီရနိုင်ငံရေးတည်တပ်သွားရမယ်ဆိုတော့ pro army မဟုတ်ဘူး ဘလူးအာမီဆိုတာကစီးရဲတဲ့နိုင်ငံကြီးအသီးတန်သွားမယ်ရောမထွေရဘူးဒီလိုအနေအထားမျိုးကဖွင့်ပြပြီးနိုင်ငံတွေမှာရှိတယ်ကျွန်တော်တို့နိုင်ငံတွေမှာစီးရဲနိုင်ငံကြီးအသီးတန်သွားလို့မရဘူးဘလူးအာမီလို့လို့မရဘူးစန်တဲ့အာမီပဲလောက်ရမယ်ဘာကြောင့်လဲမြန်မာနိုင်ငံဟာကျွန်ပေါ်မှာ100တရာကျော်နေခဲ့ရတယ်မြန်မာနိုင်ငံမှာကိုလိုနီနေချက်တွေရဲ့သွေးခွဲအုပ်ချုပ်တာကိုခံခဲ့ရတယ်မြန်မာဆိုရင်အမည်နာမအောက်မှာတိုင်းရင်းသား135မျိုးရှိတယ်။အဲ့ဒီတိုင်းရင်းသား135မျိုးကြားထဲမှာနိုင်ငံတော်ကလက်နက်ကိုင်ပုံကန်နေတဲ့ပုံကန်တို့ဖွဲ့စည်းပေါင်း100ကျော်ရှိတယ်။ဒါအကြောင်းမို့လို့သူများနိုင်ငံတွေမှာစစ်ရေးနိုင်ငံကြီးအသီးအတန်သွားရင်တော့ပရိုအာမီတွားရင်တော့ကျွန်တော်တို့က standard army ကိုသွားရမယ်အဲ့ဒီအချိန်ကသဘောတရားလောက်ကိုတော့နားမလည်ပဲနဲ့နိုင်ငံရေးအိုတိတလို့တက်တလို့အာသီးရောင်ပြီးရောင်60နဲ့တက်ရောင်ငါမလုံနဲ့အဲ့ဒီလိုအတွေးခေါ်တင်နဲ့ကျမရဲ့ခြေပြားကိုခြေပွားလာမတိုင်းနဲ့ခြေရချင်းလာမတိုင်းနဲ့ခြေလာစရေးသည့်နိုင်ငံရေးအသည့်ဗလာမတ်တင်နဲ့စစ်တပ်နိုင်ငံရေးရပြီးထွက်ရမယ်လို့စစ်တပ်ကသူ့လိုကြရေးဆွဲထားတဲ့ဖွဲ့စည်းပုံ2000ဖွဲ့စည်းပုံခြေကောင်းပစ်တွေကိုဖျက်သိမ်းရမယ်ဆိုတဲ့ရှုံးကြောင်ကြောင်ပေါ်ကြောင်ကြောင်စကားကြီးရတဲ့ငါရဲ့ခင်ဗျားတို့ယူကြောင်ကြောင်ပေါ်ကြောင်ကြောင်စကားကြီးရတဲ့ငါရဲ့ခင်ဗျားတို့ဖွင့်နေပါလိမ့် တာရရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုအစအဆုံးဖတ်ပြီးတယ်လို့ဖွဲ့စည်းပုံရဲ့အနှစ်သာရကိုလေ့လာသိရှိထားတဲ့သူအနေရောက်ရှိတယ်လေမနိုင်ငံမှာဖွဲ့စည်းပုံခြေကောင်နောက်ရှိဖွဲ့စည်းပုံခြေဥကိုဖတ်ဖို့ရလို့လက်ပြတက်ရမဲလို့ပြောရင်ဒီခြေဥမကောင်းပါဘူးဒီခြေဥကစစ်တပ်ကအလို့ကြရေးဆွဲထားတဲ့ခြေဥကိုဖက်ရပါမယ်လို့ပြောတဲ့အကောင့်ဒီကောင်မကြီးကားရိုင်းနဲ့လမ်းလက်ကောင်မှကြံရတယ်လေဖွဲ့စည်းပုံခြေကောင်ဥပဒေကိုစာရွက်လေး10ရွက်15ရွက်လောက်ဖတ်ပြီးတော့တက်ရောင်ကမလုံးနဲ့ဖွဲ့စည်းပုံခြေကောင်ဥပဒေရဲ့အနှစ်သာရဒီဖွဲ့စည်းပုံမှာပါတဲ့တက်မတော်ရဲ့ကဏ္ဍကပုံကူပဲရှိတယ်မသိရင်လိုက်မှတ်ထား ။ညံမကောင်းမှုဆိုစောက်ထက်မှာရေးပြီးမှတ်တာ။ဟာတော့ချေခုမှာတက်မလို့ရေခန္ဓာက၃ခု။နှစ်တာတာ၃ခု။နံပါတ်၁တက်မလို့ဒီအမျိုးသားရေးခန္ဓာကိုဥဆောင်ရမယ်။နံပါတ်၂တက်မလို့ဒီဒုတောင်ကိုရေးသုံးမကိုကောက်ွယ်စောက်ရှောက်ရမယ်။နံပါတ်၃တက်မလို့ဒီဖွဲ့စည်းပုံခြေကောက်ပြေကိုကောက်ွယ်စောက်ရှောက်ရမယ်။ဒီ၃ချက်ပဲရှိရဲ့။မမမီး repeat နဲ့ပြန်လာထောင်စောက်ထက်မှာချမှတ်ရေးတာ။ရှင်းလား။နော်။ကျွန်တော်ခင်ဗျားတို့ တရားဝင်ပုံမြင်နေသူများစကားမှာလမ်းဆုံးနေလမ်းဆုံးပြီးတော့စက်ပက်ရက်ပက်ဆက်ဆက်ရေးဆိုဘာမှမသိငင်းငယ်ရေးဆိုဘာမှမသိတနေ့ကလုံးငင်းငယ်ရရင်25ရာခိုင်နှုန်းကစက်တက်ကဘယ်လိုသွားမယ်ဆိုတော့ဘာမှမသိဘာမှမသိညာမှမသိတဲ့ဟာတွေနဲ့ဘာမှမသိညာမှမသိပဲနဲ့နိုင်ငံရေးကိုတိဆောက်လို့မရဘူးဒါကြောင့်ခင်ဗျားတို့ရဲ့လုံရက်တွေကနိုင်ငံအရေးကိုတိဆောက်နေကြတာမဟုတ်ဘူးခင်ဗျားတို့နိုင်ငံကိုဖျက်ဆီးနေကြတာဖြစ်တယ်နော်ဆိုနှစ်ချုပ်နေနဲ့ချပြောမယ်ပြောကြလိမ့်မယ်နောက်ရှိချေဦးမှာတက်ကသူ့လိုရာဆွဲပြီးရေးထားတယ်ဒါကြောင့်မလို့ဒီနောက်ရှိပွဲသေးပုံချေကဥပဒေရှိနေသူတွေမြန်မာနိုင်ငံမှာငင်းငယ်ရေးမရနိုင်ဘူးခင်ဗျားတို့ပြောလိမ့်မယ် အမှန်တကယ်တော့နောက်ချက်ပတ်တိဖို့ချင်းကဥပဒေမှာစစ်တပ်ကသူအာနာသိမ့်ဖို့ဖွဲ့စည်းထားတာဖြစ်တယ်ခဏတို့ပြောကြလိမ့်မယ်ခေါင်းရှိချေဦးရတယ်မလို့ကအာနာထိမ့်လို့ရတယ်အာနာသိမ့်လို့ရတယ်မှန်နေသို့တော့အဲ့ဒီအာနာကိုအမရကိုယ်တိုင်ကာလုံခေါ်ပြီးမှပေးရတာတမရကိုယ်တိုင်ကာလုံခေါ်ပြီးပေးလိုက်တဲ့အာနာဖြစ်တယ် လက်ရှိမှာလည်းသမရကိုယ်တိုင်ကားလုံးခေါ်ပြီးပေးထားတယ်။ဟုတ်ပြီသမရလို့ပြောတဲ့အခါမှာဒုသမရ၁ဒုသမရ၂နှစ်ယောက်ရှိတယ်။ NLD ပါတီအရက်ဖက်အဖွဲ့အစည်းကအရက်ဖက်အစိုးရကအာဏာပိုင်ကခန့်အပ်ထားတဲ့ဒုသမရဟန်နီဘန်ထီယူနိုင်ငံအကျိုးတိုင်းကျိုးပြည်ကျိုးပြင်းမြောက်အောင်လှုပ်ဆောင်နိုင်ခဲ့တယ်မှတ်တပ်ခုမှမရှိဘူး။ NLD ပါတီမှာအခုဝင်ပြီးအခုချက်ချင်းမိုးကြရွှေခေါ်လို့သမရရပြီးရလာတယ်လို့ဖြစ်တယ်။ဒါကြောင့်မို့လို့သမရနဲ့ဝယ်အီချက်ကိုကြွားတယ်။အရှိတီမောနိုင်ငံအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်မြန်မာစစ်ကောင်စီကန့်ကွက်မြန်မာစစ်ကောင်စီကအရှိတီမောနိုင်ငံကို အဖွဲ့ဝင်အဖြစ်ထောက်ခံမည်မဟုတ်ကြောင်းလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံသို့တရားဝင်အကြောင်းကြားထားသည်ဟုသတင်းရင်းမြစ်များ၏ပြောဆိုချက်ကို WTO သတင်းတွင်ဖော်ပြထားသည် စစ်ကောင်စီကအာဆီယံဥက္ကဋ္ဌထံသို့မကြသေးမီကပေးပို့ခဲ့သည့်တရားဝင်ရည်တီချက်အကြောင်းကြားစာတွင်အရှိတီမော်သည့်အာဆီယံပဋိညင်တွင်ဖော်ပြထားသည့်ပြည်တွင်း၏ဝင်ရောက်မဆွတ်ဖက်ရေးမှုကိုလိုက်နာရန်ပြက်ကွက်ခဲ့ကြောင်းဖော်ပြခဲ့သည့်ထို့ပြင်စစ်ကောင်စီကအရှိတီမော်အနေဖြင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ရည်တီချက်များနှင့်ဆန့်ကျင်နေသောသို့မဟုတ်ပဋိပက္ခဖြစ်နေသောအဖွဲ့အစည်းများနှင့်ဆက်ဆံခြင်းမှရှောင်ကျဉ်ရန်တိုက်တွန်းခဲ့ထားကြောင်းသတင်းရင်းမြစ်များကပြောသည် စစ်ကောင်စီရည်ညွှန်းသည့်အဖွဲ့အစည်းများတွင်အမျိုးသားညီညွတ်ရေးအစိုးရနောက်နှင့်လက်ရှိစစ်အာဏာရှင်ကိုတိုက်ခိုက်နေသောတော်လိုင်းတပ်ဖွဲ့များပါဝင်သည်ဟုဆိုသည့်အာဆီယံမြန်မာအကြီးအကဲအရာရှိများစီဝေးဆောင်ခေါင်းဆောင်ညွှန်ကြားရေးမှူးချုပ်ဦးဟန်ဝင်းအောင်လက်မှတ်ရေးထိုးထားသောစာတွင် အရှိတီမောအစိုးရသည်မြန်မာပြည်တွင်းရေးတွင်မဆွတ်ဖက်ရေးမှုကိုဆက်လက်ထင်ရှားစွာချိုးဖောက်နေပါက အရှိတီမောအားအာဆီယံအဖွဲ့ဝင်ဖြစ်ပေးအပ်ရန်မြည်သည့်စဉ်းစားမှုကိုမဆိုမိမိတို့ပြပြတတပယ်ချရမည်ဟုထည့်သွင်းဖော်ပြထားကြောင်းသိရသည်မေလာကကျင်းပခဲ့သည့်အာဆီယံနှင့်ဆက်ဆက်ထိပ်သီးအစည်းအဝေးတွင်အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များကအရှိတီမောကိုလာမည့်အောက်တိုဘာလနောက်ပိုင်းတွင်ကျင်းပမည့်အာဆီယံထိပ်သီးအစည်းအဝေး၌၁၀နိုင်ငံများအဖွဲ့ဝင်ဖြစ်လက်ခံရန်သဘောတူခဲ့ကြသည် ထုတ်ပြန်ခဲ့သည့်ပူးရွေးကြညာချက်တွင်လည်းခေါင်းဆောင်များကအရှိတီမော့ကိုအဖွဲ့ဝင်ဖြစ်လက်ခံရေးလုပ်ငန်းစဉ်အဆင့်များကိုဆောင်ရွက်ရန်တက်ဆိုင်ရာအရာရှိများကိုတာဝန်ပေးခဲ့သည် မြန်မာစစ်ကောင်စီ၏အာဆီယံဥက္ကဋ္ဌနှင့်အာဆီယံတွင်းရေးမှုချုပ်ရုံးတို့တိုက်တွန်းချက်တွင်အရှိတီမောကပြင်းဤချင်းကပ်မှုကိုပြန်လည်တုံးသက်ပြီးမြန်မာပေါ်ပြင်းဤမူဝါဒကိုပြုပြင်ပြောင်းလဲရန်ရှင်းလင်းသောကတိကဝတ်ကိုမပြတ်သတ်မီအထိဆက်ဆက်လုပ်ငန်းစဉ်ဆိုင်ရာစဉ်းစားမှုအလုံးကိုဆိုင်းငံ့ထားရန်ဟုဖော်ပြထားကြောင်း The Blue World ကဖော်ပြထားသည် မေလာကမလေးရှားဝန်ကြီးချုပ်အန်ဝါအိဗရာဟင်သည်မြန်မာနိုင်ငံရှိလူသားချင်းစာနာထောက်ထားမှုအကူအညီနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ကိုဆွေးနွေးရန်စစ်ကောင်စီကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်နှင့်ဘန်ကောက်တွင်တွေ့ဆုံပြီးနောက်ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းအပါအဝင်အမျိုးသားညီညွတ်ရေးအစိုးရကောင်ဆောင်များနှင့်ဗီဒီယိုကွန်ဖရင့်ပြုလုပ်ခဲ့သည် အဆိုပါဆွေးနွေးပွဲများသည်နောက်ကနှစ်အာဆီယံအဖွဲ့ဝင်တဦးကြားပထမဆုံးအကြိမ်လူသိရှင်ကြားတွေ့ဆုံမှုဖြစ်သည်လာမည့်ဇူလိုင်9ရက်မှ17ရက်အထိကျင်းပမည့်အာဆီယံဝင်ကြီးများအစည်းအဝေးတွင်အရှိတီမောကိုအဖွဲ့ဝင်ဖြစ်လက်ခံရန်မြန်မာစစ်ကောင်စီကကန့်ကွက်ထားခြင်းကြောင့်အာဆီယံဥက္ကဋ္ဌအနေဖြင့်ခက်ခဲစွာကြိုးပမ်းရမည်ဖြစ်သည်ပုံစံအရှိတီမော သမရဟိုးဆေးရမှုဟောတာကနဲ့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်နအစိုးရအဖွဲ့ဝင်များကို တွေ့ရစဉ်